ာနေနောက်နေ့လာပေးပါမယ်ဒီလည်းနဲ့ပါပဲခင်ဗျာဒီကတကားလုံးမှာဒီမထက်ရကျွန်တော်ရေနော်ဇော်တက်အောင်ဟိမန်ဝေးရချစ်တယ်ဆိုရဲစကားတစ်လုံးမပြောတော့အဲဒါမဲ့သူတို့နှစ်ယောက်ချစ်နေတယ်ဆိုတော့တော့ပြည်သက်တွေအကုန်လုံးလည်းသိတယ်အဲအဲ့လိုမျိုးပေါ့နော်ချလိချလိလေးဖြစ်အောင်ထရိုက်တေချာလေးရိုက်ထားရပေါ့နော်ကျွန်တော်အဲ့အုံနောက်တဲ့နှလုံးသားခံစားချက်ကိုဦးစားပေးတဲ့လူလို့တော့ကိုယ်ကိုမမြင်တာပေါ့နော်ဒီကကျွန်းခံနေမှတင်လဲလက္ခဏာတွေနော် ကလေးကဒီကျွန်တော်မဟာပါเนาะမဟာသူဗီဒီယိုလေးတွေရိုက်ဖို့ plan လေးတွေရှင်းလို့အဲဒီကလေးရဲ့ဇာညွန်လေးပို့လာတယ်ပို့လာတဲ့အချိန်မှာဖတ်ကြည့်တဲ့အချိန်မှာအဲတခါမှမလုပ်ဘူးသေးတဲ့ဇာမျိုးလေးလည်းဖြစ်တယ်မရိုက်ဘူးသေးတဲ့ character လေးလည်းဖြစ်တယ်ဆိုတော့လက်ခံပြီးရိုက်ဖို့ဖြစ်လိုက်တော့ဟုတ်လမ်းထိတ်တိုက်ကငါးလွာကိုပို့ပေးနင်းနဲ့ညဘက်ဆိုဘီယာလာတောက်တဲ့ကောင်မလေးရဲ့အခန်းပဲရော့ မထက်နဲ့ကဟိုအရှင်းမှာလဲဟိုခင်နေကြတဲ့သူတွေဆိုတော့ဒီကားရိုက်တဲ့ချိန်မှာရမ်းဆင်ပြပါတယ်တော်တော်လေးသုံးဆောင်ရတာလဲဆင်ပြတယ်ကိုလုံးရမဲ့ဟိုကန်သားတွေလို့သူတေချာလေးညှိနှိုင်းပြီးတော့လုံးဆောင်လို့ရတယ်ပေါ့နော်သူနဲ့လုံးရတာဆင်ပြတယ်အဲပြီးတော့အဲ့ character လေးကလည်းသူနဲ့တအားလိုက်တယ်ပေါ့နော်ဦးပြန်ကြည့်တဲ့ချိန်မှာကျွန်တော် character အရာကလည်းဟိုဒီတန်းမှာကျတော့ လူငယ်ကရိုက်တာလည်းဖြစ်တယ်ပြီးတော့အပြင်ဒီလက်တွေ့ဘဝကအတမဲ့လူတွေပဲဆိုတော့ကျွန်တော်အဲ့လိုမျိုးဆိုတော့နေဖို့ဘဝနဲ့တော်တော်လက်လက်ပုံစံလေးဖြစ်အောင်တော့ကျွန်တော်တိုးဆောင်ထားတာပေါ့အဲ့တော့သူ့တော်တော်လေးအမိလိုက်ကြတာပေါ့တာဖဲရိုက်တာဖဲရိုက်တာအော်အကောင်ထဲမှာကဒီပရိသတ်တွေရဲ့ review တွေအဲဒီချစ်ရှိလို့သူတွေရဲ့ review တွေကြည့်တဲ့အချိန်မှာလဲသူတို့အဲ့အဲ့အချက်လေးသဘောကျတယ်ရေးထားတာလေးတွေ့ရတယ်ပေါ့အဓိကတော့ ဒီကားတကားလုံးမှာဒီမထက်ရကျွန်တော်ရနော်ဇော်တက်အောင်ရဟင်မန်ဝေးရဖြစ်တယ်ဆိုတဲ့ဇကားတလုံးမပြောတော့အဲဒါမဲ့သူတို့နှစ်ယောက်ချစ်နေတယ်ဆိုတော့တော့ပြည်သက်တွေအကုန်လုံးလဲသိတယ်အဲအဲ့လိုမျိုးပေါ့နော်ချစ်လိချစ်လိလေးဖြစ်အောင်ဒရိုက်တာရဲ့ဒရိုက်တာတေချာလေးရိုက်ထားရပေါ့နော်ဒါတော့ဒရိုက်တာကိုကောင်းမေးသူကြော်လေအဲ့ဒါလေးချစ်ချူပါတယ်အရန်ကောင်းပါတယ်ဟုတ်အချီကြီးကတော့ဟိုတကယ်ချစ်တယ်ဟိုဘာညာလို့ရှင်တော့ ဟိုပြောရမှာပဲလေသူအဲ့လိုမျိုးကြီးတိုးဝထားပြီးတော့သိသိထားကြမလို့เนาะအဲ့လိုအခြေအနေအကျိုးကြောင့်ကျွန်တော်ကအဲ့ဥနောက်တဲ့နှလုံးသားခံစားချက်ကိုဥပပေးတဲ့လူလို့တော့ကိုယ့်ကိုအမြင်တယ်ပေါ့เนาะအဲ့ချက်ကလည်းတကယ်တော့မကောင်းပါဘူးစိတ်ခံစားချက်ပဲအဓိကခြေတန်းထားပြီးတော့နေနေတယ်လို့မြင်တယ်ကိုယ့်ကိုလေဖယ်ကိစ္စပဲမဆိုဘူးအခြေအနေဖြစ်ပါဘူးလေအဲ့လိုမျိုးကြီးဆိုတော့အဲ့အဲ့ဒါကြီးတော့တကယ်တမ်းဆိုရင်တော့အရင်ကြီးမကောင်းဘူး။အစ်ကြီးကကျွန်းခံနေမှာတကယ်လက္ခဏာတွေเนาะ။ကောင်းပါရှင့်။ โอเคပါကျွန်တော်နေဒီ36လေးကိုအခုတော်တော်များများ review လေးတွေတွေ့ရတယ်အဲအဲလေးတွေ့ရချိန်မှာတကယ်ပီတိဖြစ်ရပါတယ်တကယ်လည်းဝမ်းသာပါတယ်အဲကျွန်တော်တို့ဒီနေဒီ36ကားလေးကိုကျွန်တော်မဟာမှာကျွန်တော်မနေ့ကစတင်တယ်ပေါ့နော်အဲကျွန်တော်ဝင်ပြီးတော့အာကြည့်ရှုလို့ရပါပြီဆိုတဲ့အကြောင်းလေးလည်းပြောချင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ဖေးကဖနဲ့မပေးရဘူးလေထွက်သွားတယ်ကိုမမီဒီယာလို့ရှိရ